အလုံးမင်းမင်္ဂလာပါစေချမ်းသာခြင်းကုချမ်းမာခြင်းနဲ့ပြည့်စုံနိုင်ကြပါစေဒီနေ့ထိုင်းရွှေသေးကတော့မနေ့ပိုင်းမှာ90အတက်နဲ့ဈေးဖွင့်တော်ပါပြီဒီနေ့က15ရက်နေ့လေးလပိုင်း2020 5ခုနဲ့မနေ့ပိုင်းထိုင်းရွှေသေးကတော့90တက်ပါတယ်66.5ငားရခိုင်လို့ရှိတဲ့ထိုင်းရွှေကဲသေးဆိုင်ကရောင်းတဲ့ဈေးက9150ဆိုင်ကလက်ခံတဲ့ဈေးကတော့9100နဲ့မှ90လက်ဝယ်ရနိုင်ဈေးနှုန်းတွေကတော့ဆိုင်ကရောင်းတဲ့ဈေးက9950ဆိုင်ကလက်ခံတဲ့ဈေးက9134.1နဲ့ပေါက်ဈေးရှိပါတယ် ကဘာရွှေတအောင်စားကိုဒေါ်လာ3220နဲ့ထိုင်းရွှေဈေးကိုတွက်ထားပါဗျ။ဒေါ်လာကိုထိုင်းဘတ်ငွေ33.54နဲ့ထိုင်းရွှေဈေးကိုတွက်ထားပါဗျ။ 96.5ခိုင်နှုန်းရှိတဲ့တိုင်းရွှေခေကဘက်ကောက်ထဲမှာလက်က200ရှိပါတယ်။လက်ခအပီးစီတိုင်းရွှေခေတဲ့ဘက်သားကို9350ဈေးနဲ့ပေါင်ဈေးရှိနေပါတယ်။ဆိုင်ကလက်ခနဲ့ဈေးကတော့ရခိုင်နှုန်းပြန်မပြတ်ပဲဆိုင်က9050ဈေးနဲ့ပြန်ပြီးတော့လက်ကမ်းပါပါ။လက်ဝယ်ရနိုင်လက်ခတွေကတော့ဘက်ကောက်ထဲမှာတစ်ပတ်သားကို1000ကနေ2000တိရှိနိုင်ပါတယ်။မိမိဝယ်တဲ့ထဲပေါ်မှာမူတည်သလိုရောင်းတဲ့ဆိုင်ပေါ်မှာမူတည်ပြီးတော့လက်ခဈေးနှုန်းကပြောင်းလဲမှုရှိနိုင်ပါတယ်။ဒီနေ့တိုင်းရွှေလက်ဝယ်ရနာတစ်ပတ်သားကိုပြန်ရောင်းမယ်ဆိုရင်ဆိုင်က900ခိုင်နှုန်းပြတ်ပြီးတဲ့ပြင်ကို၄ 48500ဈေးနဲ့ပြန်ပြီးတော့လက်ခံနိုင်ပါတယ်။ဒီနေ့မှာတော့ထိုင်းရွှေဈေးကနိုင်နေလိုက်ဈေးနှုန်းကပြောင်းလဲမှုရှိနေမှာဖြစ်ပါတယ်။တော့ထိုင်းရွှေကဒီနေ့မှာလည်းလက်ရှိမှာတော့အတက်ဈေးနဲ့ပဲရှိနေပါသေးတယ်။ထိုင်းရွှေကဆက်လက်တက်ဖို့လည်းလာလာရှိပါတယ်။ထိုင်းရွှေကတဲ့ဘက်သားကို9800အထိတက်နိုင်တယ်လို့ခန့်မှန်းထားကြပါတယ်။ ကမ္ဘာရွှေတအောင်စားကိုဒေါ်လာ3250ကနေ3280အထိတက်နိုင်တယ်လို့ကမန်းထားကြပါတယ်။ဒေါ်တိုင်းရွှေကိုစိတ်ဝင်စားလို့ဝယ်စုချင်တဲ့သူတွေကတော့အခဲကိုပဲဝယ်စုထားကြပါလို့ကျွန်တော်ကတော့ကြံပြုချင်ပါတယ်။ဒိုင်းရွှေအခဲကိုစိတ်ဝင်စားလို့ဝယ်စုချင်နေဆိုရင်လက်ခဈေးတက်သားတဲ့နေရာကိုကျွန်တော်လမ်းညွှန်ပေးပါမယ်။ဘန်ကောက်ထဲမှာဆိုရင်စီနက်ကလင်စီကော့စခွဲမှာတွားပြီးတော့ဝယ်လို့ရပါတယ်။တစ်ဘက်သားကိုလက်ခ200၊ငါးဘက်သားဒီဝယ်မယ်ဆိုရင်လက်ခအကုန်ကြမရှိပါဘူး။ဒိုင်းရွှေစင်းငွေစည်းတွေကိုအများအားတင်ပေးပါရတယ်။ဒိုင်းရွှေစင်းငွေစည်းတွေကိုသိချင်တဲ့ဆိုရင်ကျွန်တော်ရဲ့ဗီဒီယိုတွေကို follow လုပ် like လုပ်ထားနိုင်ပါတယ်။ ်အလုံးမဲ့စိတ်ချမ်းသာခြင်းကိုကြက်မှခြင်းနဲ့ပြည့်စုံပြီးအနည်းငယ်ကင်းလို့ဘေးရှင်နိုင်ကြပါစေ